ဒီလိုတွန်းထုတ်လို့ရမယ်ဒီလိုလည်းတွန်းထုတ်လို့ရတယ်ဒီလိုအနမီအများကြီးကိုတပြိုင်တည်းဓာတ်မြစ်ပေးလို့လည်းရပါတယ်ဒါကတော့ advanced server မှာရောက်နေတဲ့ zian ဆိုတဲ့ new mail လေးပါဘန်ယူရိုဖြစ်လာအောင်မလားဆိုတာသူ့ရဲ့ scale တွေကိုအချက်ကြည့်လိုက်အောင်ပတ်စစ်က scale 1ဒါမှမဟုတ်ရင် scale 2နဲ့ enemy hero ကိုထိအောင်တုံးနိုင်ရင် spare ban တရားခိုင်တော့ရမယ်စတက်ကို10ခုထိစုလို့ရပါတယ်နောက်ပတ်စစ်က ခုနပြခဲ့တဲ့ enemy ကိုတွန်းထုတ်လို့ရတဲ့ဒီအဝိုင်းလေးကပွဲစားရနဲ့တခါတည်းပေါ်နေမယ် enemy တွေနားကပ်လာရင်တွန်းထုတ်လို့လည်းရမယ် stand လည်းဖြစ်သွားစေပါတယ်အဲ့ပတ်စစ်ကိုနောက်တစ်ကြိမ်ပြင်ရဖို့တော့ second 120ထပ်ဆောင်ရမှာပါအဲ့လိုပတ်စစ်နဲ့တွန်းတဲ့အချိန်မှာ enemy ကိုဒမ်းမိလဲပေးမှာဖြစ်သလိုသူကိုယ်တိုင်ကလည်းရှီးတစ်ခုကိုပြင်ရမှာပါ skill ကတော့ဇက်တိုက်၃ချက်ပြစ်တာပထမတစ်ချက်ကို enemy unit တစ်ခုခုကိုထိမှာ ဒုတိယတစ်ချက်ကထွက်မယ်ဒုတိယတစ်ချက်ကိုလည်းထိအောင်ပြစ်နိုင်မှာတတိယတစ်ချက်ကထွက်မယ်ပထမအချက်မထိရင်ဒုတိယအချက်နဲ့တတိယအချက်မထွက်တော့ဘူးဒုတိယအချက်မှမထိဘူးဆိုရင်တတိယအချက်မထွက်တော့ဘူးတတိယအချက်ကဒါမေ့အထွက်ဆုံးဖြစ်ပြီးတော့အနမီရဲ့အကုန်ကိုတွန်းထုတ်လို့လည်းရပါတယ်စတက်ကတော့၃ချက်လုံးထိရင်၃ခုရမှာပါစကေးတူဟာနှစ်ချက်စတိုက်ပြစ်လို့ရတယ် ပထမအချက်ကအနမီတွေကိုဒမ်းမိပေးမယ်စလိုးပေးမယ်သူတို့ရဲ့ magic defense တွေကိုရော့စေမယ်ဒုတိယအချက်မှာတော့ဒမ်းမိနဲ့ slow fat ပဲပါပါတယ်အာဒီမိတ်ကတော့တုံးလိုက်တာနဲ့သူ့ရဲ့ range အတွင်းမှာရှိတဲ့အနမီတွေအကုန်လုံးကိုတူညီတဲ့ဒမ်းမိပေးမှာပါအနမီများလို့ဒမ်းမိမျှပေးရမျိုးမဖြစ်ပါဘူး stand သေးလေးလည်းပါပါသေးတယ်အဲ့လိုတုံးတဲ့ချိန်ကိုယ့်ရဲ့ teammate တွေကို movement speed 40ရာခိုင်နှုန်းလည်းမြန်စေအောင်ပါပါ မိတ်ဆွေတို့ရော မြူးဟီတို့ဇီရှန်ကိုဘယ်လိုသဘောရလဲမရောက်ခင်နေရဘန်းကျင်နေရရင်မလားနောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်